။နီပေါနိုင်ငံခန္ဓာမန်ဒူမြို့တော်ရှိပဲ58မိုင်ခွာမှာဒေသစံတော်ချိန်မွန်လဲ7:35မိနစ်က9.3ပြင်းရရှိတဲ့ငလျင်လှုပ်ခတ်ခဲ့တယ်လို့မျက်မြင်သက်သေတွေနဲ့ American ဘူမိလေလာရေးဖွဲ့ USGS ကမေလ12ရက်နေ့ကပြောကြားခဲ့ပါတယ်။ဒီလိုလှုပ်ခတ်ခဲ့တာဟာ10မိနစ်နီးပါးကြာမြင့်ခဲ့ပြီး15ကီလိုမီတာနဲ့မှလှုပ်ခတ်ခဲ့တာဖြစ်ကမြို့တော်တဝဲမှာအထိတ်လန့်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဧပြီလ25ရက်နေ့ကနှိပေါ်မှာအင်အား9တသမ8ရှိတဲ့ငလျင်လှုပ်ခတ်ပြီးတဲ့နောက်လူ8000ကျော်သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ဒါ့အပြင်အိန္ဒိယမြောက်ပိုင်းမှာရှိတဲ့တခြားမြို့တွေမှာလည်း ငလင်ကိုခန်းစားခဲ့ရပြီးလူအများဟာလမ်းပေါ်မှာစုဝေးရောက်ရှိခဲ့တယ်လို့ကြုံတန်တွေကထုတ်လင်းခဲ့ပါတယ်။ အင်အားပြင်းကလေးလောက်ခတ်ပြီးတဲ့နောက်မိနစ်အနည်းငယ်အကြာမှာ50.6အင်အားရှိတဲ့ငလင်းထပ်မံလောက်ခတ်ခဲ့တယ်လို့လည်း American ဘူမိလေးလာရေးပွဲ USGS ကဆိုပါရယ်ပြီးခဲ့တဲ့ဧပြီလ25ရက်နေ့ကလောက်ခတ်ခဲ့တဲ့ငလင်းကြောင့်ခက်တမန်တူရဲ့နေရာများပြပျက်စီးခဲ့ပြီးလူအမြောက်များအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြပြီးငလင်းလောက်ခတ်ပြီးတဲ့နောက်ဒုက္ခသည်တွေကိုအကူအညီပေးဖို့ကဘာတဝမ်းကကယ်ဆယ်ရေးဖွဲ့တွေကကြိုးပမ်းနေကြဆဲဖြစ်တယ်လို့သိရပါရယ်ဒီလိုလူထောင်ကျော်သေဆုံးခဲ့တဲ့ငလင်းလောက်ခတ်ခဲ့ပြီးတဲ့နောက်ငလင်းငယ်တွေလည်းစက်တိုက်လောက်ခတ်ခဲ့ပြီးနှစ်ပတ်ကျော်ကြာမှတော့အခုလိုအင်အားပြင်းငလင်းတစ်ခုထပ်မံလောက်ခတ်ခဲ့တာဖြစ်ပါရယ်